သေမင်းမမြင်နိုင်တဲ့ပုဂ္ဂိုလ်၃ဦးမောဂရာဇာလူလင်ကမြတ်ဗုဒ္ဓကိုဝေးလျှောက်ပါတယ်ကထံလောကံအဝောကန္တံမေဇုရာဇာနပတတိဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားလောကကိုအပင်သို့သောအကြောင်းအဖြစ်ကြီးရှုတဲ့ပုဂ္ဂိုလ်ကိုသေမင်းမမြင်နိုင်ပါသလဲလောကကိုဘယ်လိုကြီးရှုတဲ့ပုဂ္ဂိုလ်ကိုသေမင်းမမြင်နိုင်ပါသလဲလို့မေးလျှောက်ပါတယ် မြတ်ဗုဒ္ဓကလည်းပဲပြန်လည်ဖြေကြတော်မူပါတယ်။တုံညာတော်လောကအာဝခတုမောကရာဇသဒ္ဓါတော အတ္တနုဒိဋ္ဌိဟူဝိဇဧဝမစ္စုတရောတိယဧဝလောကအာဝခဏံမစ္စုရာဇနာပတတိလို့ဖြေတော်မူပါတယ်။နံပါတ်1တေမင်းမမြင်နိုင်တဲ့ပုဂ္ဂိုလ်တတော်တတိရှိတဲ့ပုံကိုတေမင်းမမြင်နိုင်ပါဘူးတဲ့မမေတတိရောက်ရှိနိဗ္ဗာန် မေတိသူများတေပွားကြိမ်ပါတတိတလုံးဆွဲသွင်းอยู่ရန်မြတ်ဖျားဟောကြားအဖန်ဖန်အမြဲတမ်းတတိရှိနေတဲ့ပုဂ္ဂိုလ်ကိုတေမင်းမမြင်နိုင်ပါဘူးတဲ့နံပါတ်2အတ္တနုဒိဋ္ဌိဥဟိစ္စတက္ကာယဒိဋ္ဌိနှုတ်ထားတဲ့ပုဂ္ဂိုလ်ခွာထားတဲ့ပုဂ္ဂိုလ်ဖြုတ်ထားတဲ့ပုဂ္ဂိုလ်တေမင်းမမြင်နိုင်ပါဘူး နာယုဏတံသူဖြစ်ဟံကိုအမှန်ဒိဋ္ဌမသိကြ၍ငါထငါထိုင်ငါကိုင်းငါသွောငါကြံငါကြည့်ငါသိငါမြင်ဓာဖြစ်ရင်ကိုငါပင်မဟုတ်ချမှတ်ထင်ကြသည်တက္ကာယဒိဋ္ဌိဆွဲလမ်းမှုကြီးပါတကားဟုတ်မှန်ရှိတဲ့ယုံဏကိုဟုတ်တိုင်းမှန်စွာမမြင်မသိတော့သွားတော့လဲငါသွားတယ်ထိုင်တော့လဲငါထိုင်တယ်စားတော့လဲငါစားတယ်ကြည့်တော့လဲငါကြည့်တယ်ကြားတော့လဲငါကြားတယ်သိတော့လဲငါသိတယ်အကုန်လုံးကိုငါရင်းနေကြီးတိမ့်ပိုက်တာကတက္ကာယဒိဋ္ဌိပါ အဲ့ဒီသက်ကာယဒိဋ္ဌိခွာထားနိုင်တယ်နှုတ်ထားနိုင်တယ်ဖြုတ်ထားနိုင်ရင်သေမင်းမမြင်နိုင်ပါဘူးတဲ့နံပါတ်3တုံညာတော်လောကအဝခတ်သူလောကကြီးကိုအနှစ်သာရမရှိစိတ်သုံးသောအပြင်ဉာဏ်ဖြင့်ကြည့်ရှုနိုင်တဲ့ပုဂ္ဂိုလ်ကိုသေမင်းမမြင်နိုင်ပါဘူးတဲ့ လောကကြီးကိုအနိစ္စဒုက္ခအနတ္တအတုပအာဖြင့်ဉာဏ်ဖြင့်ကြည့်ရှုနိုင်တဲ့ပုဂ္ဂိုလ်ကိုသိမင်းမမြင်နိုင်ပါဘူး။နံပါတ်1တတိရှိတဲ့ပုဂ္ဂိုလ်သိမင်းမမြင်နိုင်ဘူး။နံပါတ်2တက္ကာယဒိဋ္ဌိနှုတ်ထားနိုင်တယ်၊ခွာထားနိုင်တယ်၊ဖြုတ်ထားနိုင်ရင်သိမင်းမမြင်နိုင်ဘူး။နံပါတ်3လောကကြီးကိုအနှစ်သာရမရှိစိတ်သုံးသောအပြင်ဉာဏ်ဖြင့်ကြည့်ရှုနိုင်တဲ့ပုဂ္ဂိုလ်ကို ်သေမင်းမမြင်နိုင်ပါဘူး